မန္တလေးမြို့နီးဗိုလ်ပြုလုပ်ခဲ့တဲ့မြင်အား Richter scale ခုနှစ်တသမခုနှစ်ဆင့်ရှိတဲ့အင်အားမင်းငရင်နဲ့နောက်ဆက်တွဲငရင်တွေကြောင့်လက်စစ်ဒါဘီစနစ်လန်ဒရာနဲ့စစ်ကောင်စီရုံးတွေထိခိုက်ပျက်စီးပြီးနေပြည်တော်ပါဝင်ငရင်လုပ်ခဲ့ရနေရာတွေမှာလက်စစ်မီရေဆက်သွယ်ရေးပြတ်တောက်လျက်ရှိနေတယ်လို့သိရပါတယ်။ငရင်တန်းကြောင့်မန္တလေးစကိုင်းနဲ့နေပြည်တော်တို့မှာအဆောက်အဦပေါင်းမြောင်များစွာထိခိုက်ပျက်စီးခဲ့ပြီးလူထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ရှိဝန်ကြီးဌာနရုံးတွေဝန်ထမ်းအင်အားတွေလမ်းတံတားတွေထိခိုက်ပျက်စီးခဲ့ပြီးတော့တအားလိုင်းတွေတအားခွဲယုံတွေ transformer နဲ့ဆက်ဆက်ပစ္စည်းတွေပျက်စီးသွားတဲ့ကြောင်းနိုင်ငံပိုင်သတင်းစာမှာဖော်ပြပါရယ်နေပြည်တော်တွင်းတအားလိုင်းတွေကိုလက်စစ်ကျဉ်ဝင်နဲ့960နဲ့ပြုပြင်နေပြီးမန္တလေးမှာ949ဦးနဲ့ပြုပြင်နေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာတွေ့ရပါရယ်366မိုင်ကျော်ရှိလျားတဲ့ရန်ကုန်မန္တလေးမြန်လန်းလမ်းဟောင်းနဲ့ မြူချင်းဆက်လမ်းတွေဟာလည်းငရင်တန်းကြောင့်တွန့်ခေါက်သွားတာပက်ကြားတွေဧည့်တာတံတားတွေပစ်စည်းတာနဲ့တခြားထိခိုက်ပျက်စီးမှုတွေများစွာ ဖြစ်ပေါ်ခဲ့တယ်လို့လမ်းအုံပြုသူတွေကပြောပါတယ်။ငရင်ကြောင့်ပျက်စီးပြိုကျခဲ့တဲ့နေရာတွေထဲမှာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင်လုံတမားဝန်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမြင့်တာဌာနအဆောက်အဦတွေလည်းပါဝင်ပြီးဝန်ထမ်းအင်အားတွေဖြစ်တဲ့ KA အင်အား၊တိုင်းမဲ့133နဲ့133 134 ဧကတထောင်တိုင်မဲ့တသုံးနှစ်နဲ့တသုံးနှစ်ခွန်တိုင်မဲ့တသုံးသုံးညာခွန်တို့ပြိုကျပျက်စီးခဲ့တယ်လို့ဧက၂ထောင်ဧက၃ထောင်လို့ဘက်ကဝန်ထမ်းအင်အားတွေလည်းပါဝင်တယ်လို့သိရပါဗျ။ငရင်တန်ထိခိုက်မှုအများဆုံးဖြစ်တဲ့မန္တလေးမှာဒီကနေ့ချိန်ထိလက်စစ်မီပြတ်တောင်နေပြီးဖုန်းနဲ့အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေလည်းကမောက်ကမဖြစ်နေပါဗျ။စစ်ကောင်စီရုံးဆက်ရနေပြီးတော့မှလည်းလက်စစ်တအားတွေမီဇက်နဲ့ဆိုလာစနစ်ကိုအားကိုးနေရတဲ့ကြောင်းစစ်တပ်ရရှိဟောင်းတူကမြန်မာနောင်းကိုပြောပါဗျ။ ဝန်ထမ်းတွေခုထိအင်အားပေါ်မတည့်ရဲပဲအပြင်ထွက်အိတ်နေကြပါတယ်။ဝန်ထမ်းတို့သေတာလည်းရှိပါတယ်။ခြောက်လုံးနဲ့အင်အားဝင်လဲချန်စီယိုအော်ဒတိုင်းတို့ပြိုကျတာတွေဖြစ်တယ်။တက်ဘက်ကထိခိုက်သေးဆုံးမှုမရှိသလောက်ပါပဲ။အဓိကဖြစ်နေတာကလက်စစ်မီပြန်ပြီးမရသေးပဲကိုပိုင်ဆိုလာမီးစက်တွေနဲ့ပဲလှုပ်လှုပ်နေရပြီးဖုန်းလိုင်းကလည်းရတဲ့ချက်မရတဲ့ချက်ပါလို့နေပြီးတော့ခြေနေကို၎င်းကပြောပြပါတယ်။နေပြီးတော့မှစစ်ကောင်စီရဲ့စစ်ရုံးပြည်ထောင်ဝင်ကြီးဌာနပါဝင်ဌာနဆိုင်ရာရုံးတွေ ဝန်ထမ်းအင်အားတွေငင်းချောင်းပြိုလဲပျက်စီးခဲ့ပြီးလူသေဆုံးထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးတော့စစ်ကောင်စီဝန်ထမ်းတွေဟာနှိဆက်ရာတွေမှာခိုလုံနေထိုင်နေရတယ်လို့သိရပါတယ်စစ်ကောင်စီပြည်ကြ ాయి ဝန်ကြီးဦးမမောင်အောင်ကငင်းတန်းချောင်းပြိုကျပျက်စီးနေတဲ့ဝန်ထမ်းအင်အားတွေကိုမှလ30ရက်နေ့မှာတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်နှစ်ပေါင်း100ကျော်တွင်ပထမဆုံးအချိန်ပြင်းထန်တဲ့ငင်းဖြစ်ပြီးရုံးတွေအင်အားတွေလန်တရားတွေပြည့်စုံမှုများပြားတာကြောင့်ဝန်ထမ်းတွေကိုခုရက်ပိုင်းတွင်ဘောလုံးကွင်းလိုနေရာတွေမှာ ယာယီတဲတွေနဲ့နေရာချထားပေးမယ်။စေဝါရိတ်ခါတွေလည်းဖြည့်ဆည်းပေးမယ်လို့၎င်းကဆိုပါတယ်။လက်တလုံးမှာတုံးရီယာယီအိမ်သာတယ်လီဖုန်းအသွင်မို့ကိစ္စတွေကိုပြင်ကြားရေးဝန်ကြီးကဆောင်ရွက်ပေးခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါဗျ။လက်ရှိမှာတော့နေပြည်တော်မှာစစ်ကောင်စီအုပ်ချုပ်ရေးရန်ညားတစ်ခုလုံးရပ်ဆိုင်းထားရပြီးဝန်ကြီးဌာန website တွေတောင်း online မှာပျောက်ကွယ်သွားခဲ့ပြီးတော့ငရင်မပြင်းထန်တဲ့မြို့နယ်တွေမှာသာ လုပ်ငန်းလည်းပတ်လည်ရှိနေပါသေးတယ် ငရင်နဲ့ပတ်သက်တဲ့အကူအညီကစေရေးအာဆီယံနိုင်ငံဝင်ကြီးများအရေးပေါ်အစည်းအဝေးကိုမတ်လ30ရက်နေ့ကအွန်လိုင်းကနေပြုလုပ်ခဲ့ရမှာစစ်ကောင်စီဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဆိုသူပင်ရုံးခန်းမရှိဘဲပြည်စည်းနေတဲ့အစအုပ်အပြင်ဘက်မှာခုံတလုံးနဲ့တယောက်ဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။ဆီယနာသိမ့်ပြီးလေးနှစ်ကျော်ကြာလေကြာစနစ်နဲ့အချိန်မိုင်းသာတအားရရှိခဲ့ရတာကနေငရင်တန်းကြောင့်တအားလိုင်းတွေထိခိုက်ပျက်စီးခဲ့တဲ့တွေ့ နေပြည်တော်မန္တလေးစကိုင်းတို့မှာအမောင်ကျသွားပြီးငင်းတန်ထိခိုက်မှုနဲ့ရန်ကုန်မှာသာတရက်ကို၂နိုင်ဝန်းကျင်လောက်သာတအားပေးနိုင်တော့တာလို့စုံစမ်းသိရပါတယ်မြို့နယ်တချို့မှာမလ30တဲ့နေ့မနေ့ပိုင်းကလက်စစ်တအားပြင်ရနေပြီလို့သိရပေမဲ့လည်းနေရာများစုမှာတော့လက်စစ်မီမရလို့ဖုံးအားသွင်းဖို့နဲ့ရည်တင်ဖို့တောင်းအခက်ကြုံနေရတဲ့အကြောင်းနေပြည်တော်မြို့ကန်တူကပြောပါတယ်လူနေမှုနောက်ဆက်တွဲတွေပေါ့အိတ်ဒဏ်ကိုတော်တော်ခန်းနေရတယ်ညာဘက်ဆိုရင်လည်းထမင်းချက်ဖို့ gas ဖြည့်တာတို့ မိသေးမိဖို့ဝေရတာတို့ပေါ့အဲ့ဒီတော့မိသေးသေးတွေ gas သေးတွေကခုန်တက်ကုန်စင်းနှောင်းကတက်ပေါ့အဲ့ဒီလိုအခြေအနေမျိုး နေပြီးတော့မှကျုံးနေရတယ်တော်တော်လေးတော့ဒုက္ခရောက်တဲ့အခြေအနေမှရှိတယ်လို့၎င်းကဆိုပါတယ်နောက်ဆက်တွဲငင်းတွေပေါ်ပေါလာနေတယ်လို့ငင်းတန်းချောင်းထိခိုက်ခဲ့တဲ့အဆောက်အဦတွေပြိုကျနေတဲ့တွေ့မန္တလေးမြို့ဒေသခံတွေဟာကျုံလန်ပေးပါဝင် လမ်းမတွေကွင်းမြင်တွေမှာနေထိုင်နေကြအောင်မန္တလေးမြို့မှာမြို့သမီးတူကပြောပါတယ် လက်စစ်မီဖုံးတဲ့ internet line တွေပြတ်တော့နေပြီးဆိုလာစနစ်တက်ဆင်ထားသူတချို့ကဖုံးအားသွင်းနိုင်အောင်ကူညီပေးကြတယ်လို့သိရပါတယ်။ရန်ကုန်မှာလည်းလက်စစ်တပ်အား2နာရီလောက်သာရရှိတာကြောင့်ရေရရှိဖို့နဲ့အစားအသောက်ချက်ပြုတ်ရေးတွေအခက်ကြုံနေရပြီးစီးပွားရေးလုပ်ငန်းတွေလည်းရပ်နှားထားရကြောင်းရန်ကုန်မြို့ကန်တွေထံကနေသိရပါတယ်။စစ်ကောင်စီကတော့တအားလိုင်းစနစ်တွေပြန်လည်ပြုပြင်နေပြီး အရင်ပစ္စည်းရှိမှုပုံမှုတွေကပြုပြင်ခြင်းဆက်ရက်ကနေလာနေချီကြာနိုင်တယ်လို့ဆိုပါတယ်။ဆက်ရနာမသိခင်ကာလကလက်စစ်ဒါစနစ်တွေအရင်ပစ္စည်းတွေလုံလုံလောက်လောက်ကျူတင်စီမံထားရှိခဲ့ပါတယ်။ဒါကြောင့်မဲအာနာသိမိနောက်မှာပင်မတအားခွဲယုံတွေမဟာတအားလိုင်းတွေထိခိုက်ပျက်စီးခဲ့ရင်အရင်ပစ္စည်းရှားပါးတာမျိုးမရှိဘဲပြန်ပြေနိုင်တဲ့ကောင်းကျိုးတစ်ခုရနေတယ်လို့တအားလုံငန်းနဲ့နှိဆက်တဲ့မိမဖော်လို့တဲ့သတင်းရင်းမြစ်တူကပြောပါတယ်။တာဝါတိုင်းတွေကျိုးတာတွေပြန်ပြင်ဖို့ရအရင်ပစ္စည်းလုံလောက်ရှိပါတယ်။ တခြားကြိုးကြွေသေးတွေလည်းအသင့်ရှိပါတယ်။ဒဏ်အားလိုင်းကိုပြန်ပြုတ်ပြင်ဖို့အများဆုံး၁၀ရက်လောက်သာအချိန်လိုပါမယ်လို့၎င်းကပြောပါတယ်။ main transformer တွေပျက်စီးချိုးရင်းတဲ့တွေတချို့နေရာတွေမှာအရင်ရှိပြီးတချို့နေရာတွေအတွက်အရင်မရှိတာကြုံရနိုင်ပါတယ်။ဒါကြောင့်ပြည်တွင်းက transformer ပြုတ်ပြင်တဲ့စက်ယုံစီအမြန်ဖို့ပြန်လည်ပြုတ်ပြင်ပြီးသုံးရမယ့်အစီအစဉ်လောက်ကောင်းလုပ်ရပါမယ်။ဒါမျိုးဆိုရင်တော့အချိန်တစ်လကျော်နှစ်လကြာပါမယ်လို့၎င်းကဆိုပါတယ်။ တရားပြတော်မှုအစွမ်းအဆုံးကြုံနေရပေမလဲရန်ကုန်မြို့မှာရှိတဲ့စစ်ကောင်စီတက်စခန်းတွေမှာတော့တရားရရှိနေရတဲ့ပတ်သက်လို့ဝေဖန်မှုတွေလည်းရှိနေပါသေးတယ်။ရန်ကုန်နဲ့မန္တလေးကိုမြန်လန်းတဲ့လမ်းဟောင်းနှစ်ခုနဲ့ချိတ်ဆက်ထားပြီးလမ်းဟောင်းပေါ်မှာရှိတဲ့နေပြည်တော်ပြင်မနာရမဲသိန်းမိထီလာဝန်းတွင်ကုမဲကြောက်စဲအစရှိတဲ့မြို့တွေငင်းကြောင်းပျက်စီးမှုပြင်းထန်ခဲ့ပါသေးတယ်။ မိုင်မောင်း360ကျော်ရှိလျတဲ့အဓိကလမ်းမကြီးဖြစ်တဲ့ရန်ကုန်မန္တလေးအမြင်လုံးပေါ်မှာတံတားတွေပြူကြတာအက်ကွဲတာလမ်းမျက်နှာပြင်တွေတွန့်ခေါက်အက်ကွဲတာတွေဖြစ်ပေါ်ခဲ့ပါတယ်။ရန်ကုန်ကနေအမြင်လန်းတိုင်းမိုင်တိုင်းမဲ့138မိုင်ထိသွားနိုင်ပြီးအဲ့ဒီနေရာကနေစပြီးတော့နေပြည်တော်ဝင်မိုင်200ထိလမ်းတွေဆူဆူဝါဝါပျက်စီးသွားလို့ပိတ်ထားရတဲ့အကြောင်းအမြင်လန်းအုံပြုမှုကောက်ခံတဲ့ဝန်ထမ်းတူကပြောပါတယ်။နေပြည်တော်အကျော်မိုင်တိုင်းမဲ့200ကနေမိုင်20ကျော်လို့ 344မိုင်အထိမောင်းနေနိုင်ပြီးမန္တလေးမြို့မဝင်ခင်နေရာကလမ်းတွေတံတားတွေပြည့်စင်နေတယ်လို့၎င်းကဆိုပါတယ်။အမြန်လမ်းမှာအပိုင်းလိုက်သုံးပြတဲ့လမ်းမိုင်းတွေမှာတော့ကားသွားလာရှိပြီးပြည့်စည်တဲ့လမ်းမိုင်းတွေအတွက်လမ်းဟောင်းနဲ့တခြားရှောင်းကွင်းလမ်းတွေကိုအသုံးပြုနေကြရပါတယ်။ငွေတန်းကြောင့်မန္တလေးမြို့ဝင်မိုင်နိုင်မဲ့358မိုင်မှာရှိတဲ့ပေပေါင်း900ကျော်အရှိရှိတဲ့ဒုတ်ထဝတီတံတားလည်းပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။အသွမ်းလာလည်းမရှိဘူးဝေးပြေးဘတ်စကားတွေလောက်ပဲရှိတယ် ်အင်းစည်းကားဘာညာလည်းမရှိဘူးနဲတယ်တံတားတွေဘာတွေကျိုးတယ်စွာချောင်းတံတားလည်းကျိုးတယ်ထိခိုက်ပျက်စီးတာကျွန်ဝင်တာတို့ဖြစ်တယ်လို့အဲ့ဒီဝန်ထမ်းက ပြောပါတယ်အမြန်လန်း138မိုင်မှာလမ်းပိတ်ထားပြီးအုတ်တွင်းလမ်းခွဲကနေမှတစ်ဆင့်လမ်းဟောင်းကိုပြန်တက်ပြီးတော့အဲ့ဒီလမ်းဟောင်းကနေမှတစ်ဆင့်ခရီးဆက်နိုင်ကြောင်း အမြန်လမ်းမှာကားဖြတ်တန်းမောင်းနေမှုနဲ့ပြီးလမ်းဟောင်းကိုအသုံးပြုလာရကြောင်း၎င်းကပြောပါတယ်။အင်အားလုံးပြင်းထန်တဲ့ငင်းကြောင်းရန်ကုန်မနလေးအမြန်လမ်း မိုင်းတိုင်းမဲ့93မှာ134ကြားရှိတံတားတွေအက်ကွဲခဲ့ပြီးတော့တချို့လမ်းမြတ်တဲ့ပြင်တွေမှာငားလမ်းမကနေ10လမ်းမလောက်ထိနှိမ့်သွားခဲ့ပြီးမော်တော်ကားတွေကန့်တက်နေတော့သွာလာနိုင်တယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့မြန်မာသတင်းချက်လက်စီမံခန့်ခွဲမှုယူနစ် MIMU ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။ရန်ကုန်နဲ့နေပြည်တော်ကြားအမြန်လမ်းတစ်လျှောက်နေရာပေါင်း20ကျော်မှာငင်းအကြောင်းထိခိုက်မှုတွေရှိခဲ့ပြီး36မိုင်86မိုင်နဲ့ 115မှာရင်ရင်နာစခန်းတွေဖွင့်လှစ်ထားတာပုံမှန်အားဖြင့်၈နိုင်ဝန်းကျင်ကြာတဲ့ရန်ကုန်မန္တလေးခရီးကိုခုခါမှာနောက်ထပ်အချိန်၃နိုင်ကျော်ပိုကြာနိုင်တယ်လို့ဆိုပါတယ်။လမ်းဟောင်းတစ်လျှောက်မှာလည်းပြည့်စုံမှုတွေရှိခဲ့ပါတယ်။အမြန်လမ်းကနေတစင်မြို့ငယ်တွေကိုပြန်ခွဲထွက်တဲ့လမ်းခွဲတွေမှာလည်းငရင်တန်းကြောင်ထိခိုက်ပျက်စီးခဲ့ပြီးအထူးသဖြင့်အမြန်လမ်းကနေမြစ်သားမြို့ကိုခွဲထွက်တဲ့လမ်းတနေရာမှာဆိုအက်ကွဲကြောင်ကြီးတွေပေါ်လာတဲ့အထိပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီခံဆောက်လုပ်ရေးဝန်ကြီးနဲ့တခြားဝန်ကြီးတွေကတော့ပျက်စီးလမ်းမတွေကိုပြန်ပြင်နိုင်ဖို့ကြိုးစားနေတယ်လို့မလ30ရက်နေ့ထုတ်သတင်းစာမှာဖော်ပြထားပါတယ်။အင်အားပြင်းငရင်နဲ့နောက်ဆက်တွဲငငယ်တွေကြောင့်စကိုင်းမန္တလေးမကွေးရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ပဲခူးတိုင်းဒေသကြီးတို့မှာထိခိုက်သေဆုံးမှုတွေများစွာရှိနေပါတယ်။ကိုဗစ်ကပ်ဘေးကာလဆက်ရနာသိမ်းမှုကြောင့်နိုင်ငံရေးစီးပွားရေးနဲ့အထွေထွေအကျက်တဲကိုရင်ဆိုင်နေရတဲ့မြန်မာလူထုဟာ တဘာဝဘေးဒဏ်ကိုပါ အကြီးကျယ်ထိခိုက်ခံစားနေကြရပါတယ်။ငွေဘေးဒဏ်တဲ့မြန်မာပြည်သူတွေကိုကုလသမဂ္ဂအမေရိကန်တရုတ်အိန္ဒိယ EU နဲ့နိုင်ငံတကာကအကူအညီတွေပေးရသွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။